င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။မြောက်ပိုင်းညီတော်မဟာမိတ်အဖွဲ့ဝင် TNL ကိုတိုက်ပွဲတွေချက်ချင်းရပ်တန့်မှုတရုတ်ကဖိအားပေးချိမ့်ချောက်လာတယ်ဆိုပါတယ်။အချက်ပစစ်ကောင်းဆောင်မဲအောင်လည်းကပဲခူးမျိုးကိုဒီကနေ့မှဘယ်ဖျားဖူးဖို့နဲ့ရေရာချေဖို့အပြင်တက်စစ်စိမ့်မှုတွေလှုပ်ပိုးဆိုပြီးရောက်နေပြန်တဲ့အတွက်လုံခြုံရေးတွေအလွန်တင်းကျပ်ထားပြီးမြို့တွင်းနဲ့မြို့ပြင်ရင်အသွာလာတွေကိုပါပိတ်ဆို့ထားတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတရင်ကတော့အကျံပစင်ကောင်းဆောင်မင်းအွန်လိုင်းကဘကိုးမျိုးကိုဒီကနေ့မှဘယ်ဖျားဖူးဖို့နဲ့ရေတရခြေဖို့အပြင်တက်စစ်စေးမှုတွေလုပ်ဖို့ဆိုပြီးရောက်နေပြန်တဲ့အတွက်လုံချုံရေးတွေအလွန်တင့်ကျပ်ထားပြီးမြို့တွင်းနဲ့မြို့ပြင်ရင်အသွာလာတွေကိုပိတ်ဆို့ထားတယ်လို့မြို့ကန်တွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒီကနေ့ဩဂုတ်လ30ရက်နေ့မနက်ပိုင်းကစပြီးဘကိုးမျိုးတစ်ခုလုံးမှလုံချုံရေးတွေတင်းတင်းကျပ်ကျပ်ချထားတယ်လို့မြို့တွင်းရောမြို့ပြင်ရောလမ်းတွေတော်တော်များများပိတ်ဆို့ထားပြီးမှ အကြံဖတ်မြောင်းလည်းကဘကိုးမျိုးကိုရောက်လာပြီးတမိုင်းဝင်းစိုက်ပညာရဇေဒီကိုဖူးမြော်ပြီးတော့ရဲတွေကခြေတာတွေလှုပ်သွားတဲ့အပြင်တပကားတက်စစ်စေးဓာတ်တွေပါလှုပ်သွားတယ်လို့ဘကိုးမျိုးတရင်ရင်မြစ်ကပြောထားပါတယ်အဓိကအခုမြောင်းလိုက်လာတဲ့ဘကိုးခီးစဉ်ကတော့ဖျားဖူးရဲတွေကခြေတာတွေနဲ့တက်တွေရှောက်သွားတဲ့ခီးစဉ်ဖြစ်တယ်လို့လဲဘကိုးမျိုးတရင်ရင်မြစ်ကပြောထားပြီးအခုလာတွင်မှာပဲအကြံဖတ်စေးကောင်းဆောင်မြောင်းလိုက်ဟာ မန္တလေးတောင်ကူဘကိုးဘတ်တွေကိုသွားပြီးတော့ဖျားဖူးရဲတရားခြေတာတွေနဲ့တက်စစ်စေတာတွေကိုခက်စိတ်စိတ်လှုပ်လာတယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဖက်မှာတော့မြန်ပိုင်းညီတော်မဟာမိတ်အဖွဲ့ဝင် TNL ကိုတိုက်ပွဲတွေချက်ချင်းရက်တန့်ဖို့တရုတ်ကဖိအားပေးချင်းချောက်လာတယ်လို့ညီတော်မဟာမိတ်သုံးပွဲနဲ့နှီးစက်တဲ့သတင်းအရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်တရုတ်နိုင်ငံကဩဂုတ်လ29ရက်နေ့ကပဲ TNL တက်စီကိုပို့လာတဲ့အကြောင်းကြားစာမှာ တိုက်ပွဲတွေချက်ချင်းရက်တက်ပြီးရှမ်းမြောက်နဲ့တရုတ်မြန်မာနယ်စပ်ဒေသတွေမှာအေဂျင့်တည်ငြိမ်မှုကိုထိမ့်သိမ်းဖို့တွေတရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့တွေအပါအဝင်တရုတ်နိုင်ငံသားတွေရဲ့လုံခြုံရေးကိုထိခိုက်ပြီးအနေနဲ့ရှိမဲ့စစ်ရေးအပြုတ်မှုကိုပပျောက်အောင်ဆောင်ရွက်ဖို့တွေပြောထားပြီးအဲဒီလိုမှမဟုတ်ရင်တရုတ်ဘက်ကကြောက်ရွံ့ကြုံုံဆုံးမသွန်သင်တဲ့နီလန်တွေကိုပုံမိုလှုပ်ဆောင်ရမှာဖြစ်တဲ့အပြင်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေအလုံးကို TNLA ကိုယ်တိုင်တာဝန်ယူရမှာဖြစ်တဲ့ဆိုပြီးတရုတ်နိုင်ငံဘက်ကစာပို့ချိမ့်ချောက်လာတယ်လို့သိရပါတယ် ဒီလိုတရုတ်ဘက်ကချင်းချောက်လာတဲ့စာနဲ့ပတ်သက်ပြီးမြောက်ပိုင်းမဟာမိတ်သုံးဘွဲ့နဲ့နှီးဆက်တဲ့သတင်းအရင်းမြစ်ရဲ့တုံသက်ချက်ကတော့အခုလိုတရုတ်ဘက်ကစာထုတ်ပြီးပြောလာတာဟာလာရှိုးနဲ့ TNL တိမ့်ထားတဲ့နယ်မြေတွေကိုစစ်တပ်ကဘုံမကျဲအောင်တဖက်လက်နဲ့ကူညီတာမျိုးလည်းဖြစ်နိုင်တယ်လို့စစ်ကောင်စီဘက်ကနေတရုတ်ကိုအောက်ကျခံအကူအညီတောင်းတာလည်းဖြစ်နိုင်ပြီးဘလို့ပဲဖြစ်ဖြစ်ညီတော်မဟာမိတ်သုံးဘွဲ့ဟာတနိုင်ငံလုံးစစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက်စ조사ဆောင်ရွက်နေတာဖြစ်တာကြောင့်မြန်မာပြည်သူလူထုတရက်လုံးအနေနဲ့မဟာမိတ်ညီတော်အဖွဲ့ဘက်ကရက်တီနေရင် ဘာကိုမှဂယုစိုက်ဆရာမလိုပဲတော်လန့်လို့ရပြီတရုတ်ကကစားနေကြအတိုင်းပဲမိစားတစ်ဖက်ရေမုတ်တစ်ဖက်လှုပ်နေတာမျိုးဖြစ်တဲ့အတွက်အခြေအနေကစောင့်ကြည့်ရမယ့်အခြေအနေဖြစ်သလိုဂျန်နာရီကမဟာမိတ်ညီနောင်သုံးဘွဲ့ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဆုံးဖြတ်ရမယ့်အခြေအနေဖြစ်ပါတယ်လို့လဲမြောက်ပိုင်းမဟာမိတ်သုံးဘွဲ့နဲ့နီးစပ်တဲ့တရင်ရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်အခြားတစ်ဖက်မှာလည်းတရုတ်က TNL ကိုပို့တယ်ဆိုတဲ့စာကိုကြည့်ခြင်းအဖြစ်မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဘွဲ့ကိုထိုးစစ်တွေရပ်တန့်ခိုင်းပြီး လက်ရှိတိမ့်ပိုက်ထားတဲ့နေမြေတွေကိုအပီးတိုင်ယူပြီးတော့အေးစေးနေတော့ဆိုတဲ့သဘောမျိုးနဲ့ကြားဝင်လာတာမျိုးဖြစ်နိုင်တယ်လို့အဲ့လိုတိုက်ပွဲတွေရက်ခိုင်းပြီးစစ်တပ်ကဆုံးရှုံးသွားတဲ့နေမြေတွေကိုတရုတ်ကနေစစ်ကောင်စီကိုတေချာပေါက်လက်လွတ်ခိုင်းတဲ့သဘောမျိုးလဲတက်ရောက်တယ်လို့တော်လိုင်းရဲ့သတင်းရင်းမြစ်တစ်ခုကတုံ့တက်ထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ရန်ကုန်ပအဝင်နိုင်ငံတော်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကအင်စီကားတွေနဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးစစ်တပ်ထဲကိုအတင်းအကျပ်ပို့နေတာတွေဖြစ်ပွားနေသလို ရက်ကွက်ခြေရွာအုပ်ချုပ်ရေးအဖွဲ့တွေကလည်းလူငယ်တွေကိုအတင်းကျပ်စစ်တပ်ထဲပို့ဆောင်တာတွေဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်။အောက်ကလ28ရက်နေ့ည9:00နာရီလောက်ကဆိုရင်ရန်ကုန်မြို့လိုင်မြို့နယ်မာလာမြိုင်6လမ်းတောင်းနဲ့ဗဟိုလမ်းအနီးမှာလူငယ်ခဏဦးကိုအင်စီကနဲ့ကင်းလှည့်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပါရယ်။အဲ့ဒီလူငယ်ခဏဦးဟာစစ်မှုထမ်းဖို့မဲပေါက်ထားတဲ့သူတွေဆိုပြီးသက်ဆိုင်ရာအုပ်ချုပ်ရေးမှုနဲ့ယာအိမ်မှုတွေကပါအတူပါလာပြီးတော့ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါရယ်။ အလားတူအင်းစိန်မြို့နယ်ကန်းနာအလဲရက်ကွက်အုပ်ချုပ်ရေးမှုစိုးမြင့်နဲ့ယာယီမှုဗိုလ်ကြီးဆိုသူတို့ကလည်းရက်ကွက်တွင်စစ်မှုထမ်းရမယ်လူငယ်စရင်နဲ့ပြည်သူလူမျိုးရေးအဖွဲ့မှပါရမယ်တက်ကြီးပိုင်းအမျိုးသားစရင်တွေကောက်ခံနေပြီအကယ်၍သူတို့နဲ့မပူပေါင်းဘူးဆိုရင်စစ်တပ်ကိုခေါ်ပြီးပေါ်တာဆွဲဖမ်းဆီးတာတွေဖြစ်လာမယ်လို့လည်းချိန်ချောက်ပြောဆိုနေတယ်လို့သိရပါတယ်တစ်ဖက်မှာလည်းဩဂလ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲမန္တလေးတိုင်းဝမ်တွင်းမြို့နယ်စူပန်ကျေးရွာမှာစစ်မှုထမ်းမှုမဲပေါက်တဲ့လူငယ်နှစ်ဦးကိုစစ်တပ်ကလာခေါ်တဲ့အချိန် မတွေ့လို့ဆိုပြီးအိမ်မှာရှိတဲ့ဖခင်နဲ့အကိုဖြစ်တဲ့သူကိုဖမ်းဆီးသွားတယ်လို့လဲဒေသခံပြည်သူတွေကပြောထားပါတယ်။အလားတူဩဂလ25ရက်နေ့ညပိုင်းကလည်းဘကိုးတက်အနောက်ချမ်းပြည်မြို့နဝင်းနယ်မြေရွှေလက်လီရက်ကွက်မှာအချမ်းပန်စစ်ကောင်စီတပ်ကလူငယ်တွေကိုအတင်းကျပ်ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးရမှာလူငယ်၁၀ဦးထက်မနည်းပါသွားပြီး4ကားတွေနဲ့စစ်တပ်ထိတ်ကိုတခါတည်းခေါ်သွားကြတယ်လို့လဲဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျ။ ဖက်မှာတော့ရန်ကုန်မန္တလေးအမြန်လက်နဲ့တမိုင်းအကွာကအချမ်းဖက်စကောင်းစီရဲ့နထိုးကြီးကိုကိုစီယော်တက်စကန်ကိုတော်လန်ရေးပူပေါင်းတက်တွေကတိုက်ခိုက်သိမ့်ပိုက်မှုအတွင်စေကောင်းစီတသား၅ဦးကတော့အတီးသီးသိေကုန်ကြပြန်တဲ့အပြင်ဘိုးကြီးဝေဖြိုးသူနဲ့တတလှဖြိုးအောင်ဆိုသူတို့၂ဦးကိုပါအရှင်ဖမ်းဆီးရမိထားပြီးလက်နက်ခွနလက်လက်သိမ့်စီရရှိထားတယ်လို့ဒေသခံစီရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။အော်ဂိုလာ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲရန်ကုန်မန္တလေးမြန်လက်နဲ့တမိုင်းအကွာက ချက်ဖက်စကောင်စီရဲ့နထိုးကြီးကုတ်ကိုစီရွာတက်စကန်ကိုတော်လိုင်းရေးပူပေါင်းတက်တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစကောင်စီတပ်သား9ဦးကတော့အတီးတီးသိမ့်ကုန်ကြတဲ့အပြင်ဗိုလ်ကြီးဝေဖြိုးသူနဲ့တပ်သားလှဖြိုးအောင်ဆိုသူတို့2ဦးကိုပါအရှင်ဖမ်းဆီးရမိထားပြီးလက်နက်ခွနလက်လဲသိမ်းစီရရှိထားသလိုစကောင်စီတပ်ကတော့တိုက်ခိုက်မှုအပြီးမှာပဲလေရင်နဲ့လာပြီးဘာမှမဆိုင်တဲ့အနီးနားကယတပီသူတွေနေထိုင်ရာစုရစ်ကုန်းရွာနဲ့ကုတ်ကိုစည်းရွာပတ်ဝန်းကျင်တွေကို ဘုံလာကျဲသွားသေးတယ်လို့စည်ရည်တည်ရင်မြစ်ကရန်ကုန်ခေတ်တကိုပြောထားပါလိမ့်ခင်ဗျာဒီတခါဒင်းသားကြီးတိုင်းဘက်မှာလေတပွေမြို့နယ်မှာရှိတဲ့ကြောက်စိတ်ဂုံကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချေမှုမှုအတွင်စစ်ကောင်စီတပ်သား16ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်တက်ကြက်တဦးကိုပါလက်နက်နဲ့အတူအရှင်ဖမ်းဆီးရမိထားတယ်လို့ရေဖြူမြို့နယ် PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တကိုပြောပါတယ် ။အောက်ကလ28ရက်နေ့ကပဲတဝယ်မြို့နယ်ကကြောက်စိတ်ကုန်းချေရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြပ်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းကြီးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချေမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သား16ဦးကတော့ပြစ်ခတ်မှုတွေအတွေ့မှာပဲအသီးသီးသေကုန်ကြတဲ့အဖြစ်တက်ချက်တဦးကိုပါလက်နက်ခဲယမ်းတွေနဲ့အတူအရှင်ဖမ်းဆီးရမိထားတယ်လို့ရေဖြူမြို့နယ် PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျ။အခုတခါပဲခူးတိုင်းပတ်မှာလေ။ တောင်ငူလိတ်တိုးလမ်းမမှာရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့ကြောက်လုံးကြီးစစ်တပ်ဂိတ်စခန်းကိုတော်လိုင်းရဲ့တပ်တွေကစနိုက်ပါနဲ့ပစ်ခတ်မှုအတွေ့စစ်ကောင်စီဘက်ကတက်ချက်တဦးအပါဝင်၄ဦးကတော့စနိုက်ပါမိပြီးအသီးသီးတေကုံကြပြီလို့ဒေသခံစစ်ရေးသတင်းရှင်းမိကရန်ကုန်ခေတ္တကိုပြောပါတယ်။ဩဂုတ်လ28ရက်နေ့ကပဲပဲခူးတိုင်းကတောင်ငူလိတ်တိုးလမ်းမမှာရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့ကြောက်လုံးကြီးစစ်တပ်ဂိတ်စခန်းကိုတော်လိုင်းရဲ့တပ်တွေကစနိုက်ပါနဲ့စိန်ပြေနပြေပစ်ခတ်တိုက်ခတ်ချေမှုန်းခဲ့တယ်ဆိုပါလေ။အဲ့ဒီလိုတိုက်ခတ်မှုအတွေ့ စစ်ကောင်စီဘက်ကတက်ကြက်တူအပောင်းဝင်စစ်သား၄ဦးကတော့စနိုက်ပါမိပြီးအသီးသီးသိမ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်ကောင်စီတပ်သား၆ဦးကဒဏ်ရာတွေရသွားတယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့ဘကိုးတိုင်းတရားဝရီအချင်းထောင်ကထောင်ပိုင်းရဲရင်နိုင်အပောင်းဝင်ထောင်ဝင်ဒဏ်တွေဟာအချင်းသားတွေစီကနေမတရားငွေကြေးကောက်ခံစီးပွားရှာပြီးထောင်တွင်းမှာအာဏာအလွဲသုံးစားမှုတွေလုပ်နေတယ်လို့ နိုင်ငံရေးကျင်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထွန်းဦးကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိတရားဝရီအချင်းထောင်မှာထောင်ပိုင်းရဲရင်တိုင်းဆိုတဲ့သူကသူ့ရဲ့ထောင်ပိုင်းယာတုကိုအတုံးချပြီးထောင်ဝင်တန်းတွေနဲ့အတူအချင်းသားတွေစီကနေမတရားငွေကြေးတောင်းရန်ဓာတွေအပြင်ဈေးပါနဲ့ထောင်ထဲအစားအသောက်ရောင်းဝယ်တွေကိုလက်ဝကြီးအုပ်ပြီးတော့စီးပွားရေးလုပ်နေသလိုထောင်ထဲမှာသူရောင်းတဲ့ကွန်ရက်ကိုလည်းအချင်းသားအဆောင်တခန်းကိုအထုပ်30နှုန်းမယူမနေရလိုက်ရောင်းပြီးကွန်ရက်ဒုတ်တွေမကုံရင်လည်းအချင်းသားတွေကိုအပြစ်ပေးလိရှိတယ်လို့သိရပါတယ် အပြင်အကျဉ်းသားတွေကိုသူရောင်းတဲ့ကိုင်းရံမစားပဲထောင်ဝင်းတန်းတွေတဲ့လာတဲ့ကိုင်းရံစားတာတွေ့ရင်ခြေချင်းခပ်ပြီးတိုက်ပိတ်ဓာတွေပါလှုပ်နေတဲ့အတွက်ခစ်ပြက်ကြီးမှာအာနာအလွဲ၃စားလှုပ်ပြီးတော့မတရားစီးပွားရှာနေတာဖြစ်တယ်လို့လဲနိုင်ငံရေးကျဉ်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထုံးကပြောထားပါတယ်။ဒါအပြင်အဲ့ဒီတာယာဝတီထောင်ကပဲအမျိုးသားအဆောင်နှစ်အဆောင်မှုကြော်စင်လက်ဆိုတဲ့သူကပါအကျဉ်းသားတွေစီကနေသူတင်တဲ့တပ်ဖို့အတွက်တခန်းကိုငွေကျပ်၅ပေါင်းလုံးပေးရမယ်ဆိုပြီးတောင်းရန်သွားတယ်လို့ တင်းနန်းတက်ပြီးပြန်လာတော့လေထောင်ကခိုင်းတာမလုပ်ချင်ရင်သူ့ကိုတယောက်တသိန်းခွဲပေးရပြီအဲ့ဒီတသိန်းခွဲကလည်းထောင်ကအဆောင်မှုပြောင်းနိုင်ပေးရတာဖြစ်တဲ့အတွက်ထောင်ဝင်ဓာတ်တွေကအစားအာဏာအလွဲသုံးစားလုပ်ပြီးမတရားငွေညှစ်တောင်းရန်နေကြတယ်လို့လဲနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထွန်းကပြောထားပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ